လေးစားပါသောမိဘပြည်သူများမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်တောင်းအပ်ပါတယ်ကျွန်တော်ကပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးပါတီဥက္ထဥခင်ဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ကစပြီးကျွန်တော်နိုင်ငံမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပမှာဖြစ်ပါတယ်လာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတပြီးမှတ်ကြောက်တင်နိုင်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ချက်တွေနဲ့အတူနိုင်ငံတော်အစိုးရနဲ့ရုပ်ောက်ပွဲကော်မရှင်တို့ကပြည်တွင်းပြည်ပလေလာစောင့်ကြည့်အဖွဲ့များကိုဖိတ်ခေါ်ပြီးပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်လို့ပေါ်ထွက်လာမဲ့ရွေးကောက်ပွဲရလတ်နဲ့အစိုးရအသည့်တည်လဲတရားဝင်မှုကိုရှိစေမှာ ဖြစ်ပါတယ်။မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျာလာမဲ့ရွေးကောက်ပွဲအတွက်ကျွန်တော်တို့ပါတီရဲ့ဆောင်ဖို့ကပုံမိုခိုင်မာပြည်မြမာဖြစ်ပါတယ်။ ျွန်တော်တို့လက်ဝယ်ရရှိထားပြီးဖြစ်တဲ့အခြေခံကောင်းတွေအပေါ်မူတည်ပြီးပုံမခိုင်မာအင်အားတောင့်တင်းလူညုံအေးချမ်းတဲ့နိုင်ငံတော်ကြီးဖြစ်ထွန်းပေါ်ပေါက်လာရမယ်ဆိုတဲ့နမိတ်ပုံကိုယူပြီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ပါတီအနေနဲ့လွန်ခဲ့တဲ့၃နှစ်တာကာလအတွင်းပြည်သူလူထုရဲ့အထက်လူဝင်ဆန္ဒတွေကို စနစ်တကျလေ့လာပြီး ပါတီတာဝန်ရှိသူများကဘာသာရဆိုင်ရာလက်တွေ့ကြွန့်ကြွန့်ကျင်သူများကိုဖိတ်ကြား၍ ချိန်ဖန်များစွာဆွေးနွေးပြီးနိုင်ငံတော်ရဲ့အနာဂတ်အစီအမံများကိုဆွေးနွေးအပြေရှာခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေဟာဒုတောင်အရေးသမားကိုအခြေခံပြီးဂန္ဓစုံ၊နယ်ပယ်စုံဆွေးနွေးခဲ့ကြတာဖြစ်လို့ပါတီရဲ့အနာဂတ်အစီအမံဂရီကိုအဖြစ်ပါတီရွေးကောက်ပွဲကြေညာစာရမှာ အပြည့်စုံဖော်ပြထားပြီးဖြစ်ပါတယ်။ပမာဥဆုံးကျွန်တော်တို့လုပ်ရမယ့်လုပ်ငန်းစဉ်ကတော့နိုင်ငံတော်ဂန္ဓအသီးသီးရဲ့လက်ရှိအခြေအနေများကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များဖြင့်လေ့လာသုံးသပ်ဆန်းစစ်ခြင်းလုပ်ငန်းကိုစတင် ပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီကတဆင့်ဦးစားပေးခန္ဓာလိုက်ထုတ်လုပ်ပြီးလိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့နိုင်ငံအတွက်အခြေခံစဉ်းစားချက်ဖြစ်ပါတယ်။ခဏတင်ပြချက်မှာအချိန်ကန့်သတ်ချက်အရပြည်သူတွေရဲ့အထူးကလူလားချက်တွေဖြစ်တဲ့တရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းစွာနေထိုင်လိုမှု အခြေခံစာဝတ်နေရေးအစဉ်ပြေစေလိုမှုစရာတွေကိုအဓိကထားပြောကြားသွားမှာဖြစ်ပြီးဆက်ဆက်ပတ်သက်နေတဲ့နေပေကဏ္ဍအချို့ကိုပါအချင်းချင်းထုံနှုတ်တင်ပြသွားမှာဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်၍တပ်မတော်နဲ့အစဉ်လက်တွဲပြီးကုညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ပတ်သက်လာရင်တရားဥပဒေစိုးမိုးရေးအင်အားစုများလို့ခေါ်ရတဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနဗန္နာရေးဝင်ကြီးဌာန အခွန်ဦးစီးဌာနတရားရေးဌာနဥပဒေဌာနစသည်ဖြင့်များစွာသောအဖွဲ့အစည်းများနဲ့ဘက်စုံတောင်းစုံပြီးပြီးပြင်းပြင်းချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရတဖွဲ့ကိုခေတ်မီနီးပညာများဖြစ်တင်း၍အင်အားတိုးမြင့်ခြင်းပြည်သူလူထုပူးပေါင်းပါဝင်သောလူညွေးစနစ်ကိုတည်ဆောက်ခြင်းရဲတပ်တို့တစ်ခုတီးကြဖွင့်လေ၍အကြမ်းဖက်မှု ပြည်တွင်းလုံခြုံရေးနဲ့မှုကိနှိမ်နေများအားအရေးအသွေးပြည့်မီစွာထမ်းဆောင်နိုင်ရေးစီမံဆောင်ရွက်ခြင်းမြန်မာနိုင်ငံရက်တပ်ဖွဲ့လက်ရှိဖွဲ့စည်းပုံမှာလိုအပ်နေသေးတဲ့တရိษံများစနစ်ကျထိမ့်သိမ်းကာကွယ်စောင့်ရှောက်ရေးရက်တပ်ဖွဲ့မြန်မာရိုးရာရင်ကျေးမှုနယ်မြေထိမ့်သိမ်းစောင့်ရှောက်ရေးရက်တပ်ဖွဲ့အပါအဝင်လိုအပ်သောလုံခြုံရေးအဖွဲ့အစည်းများအားတိုးချဲ့ဖွင့်လှစ်သွားမှာသွားပါမယ်ရဲစခန်းတစ်ခုပိုင်းနယ်မြေအတွင်းရှိအင်ရတိုင်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ချိတ်ဆက်မှုစနစ်တိစောက်ထားခြင်းအနီးဝန်းကျင်ရှိရဲစခန်းအချင်းချင်းအချိန်နဲ့တပြေးညီကွန်ရက်ဆက်သွယ်မှုစနစ်ကိုထူထောင်ခြင်းများပြုလုပ်၍တရားဥပဒေစိုးမိုးရေးနဲ့ရာဇဝတ်မှုနှိမ်နင်းခြင်းများကိုအားဖြင့်ဆောင်ရွက်သွားပါမယ်။အုပ်ချုပ်ရေးကဏ္ဍမှာအစိုးရအုပ်ချုပ်ရေးစနစ်အတွင်မှပြည်သူအုပ်ချုပ်ရေးစနစ်အတွင်တို့ပြောင်းလဲခြင်းဟန်တာကြံ့ကြာစေသည့်ကျိုးနီစနစ်များကိုဖယ်ရှားပစ်ခြင်း စသည်တို့ကိုအထူးအလေးထားဆောင်ရွက်သွားပါမယ်။တရားစီရင်ခန္ဓာတွင်ဗက်လိုက်မှုကြံ့ကြာမှုအာဂရိမှုများ မဖြစ်ပေါ်စေတဲ့စနစ်တကျစောင့်ကြည့်လေ့လာရေးရန်တရားတရားထူထောင်ပြီးလွတ်လပ်၍တရားမျှတသောတရားစီရင်စနစ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားပါမယ်။နိုင်ငံသားတိုင်းဟာ ပြတ်ထန်းထားတဲ့တည်ဆဲဥပဒေများရဲ့အကာအကွယ်ကို အပြည့်အဝခံစားရရှိစေရန်ဆောင်ရွက်သွားပါမယ်။ အခြေခံစာဝတ်နေအစဉ်ပြေစီရေးနဲ့ပတ်သက်ပြီးကုန်စည်စစ်ဆင်မှုလင်းမြန်မှန်ကန်စေရန်ဟန်တားနေတဲ့အတားစီများအားလုံးကိုဖယ်ရှားခြင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းလေယာဉ်သံငါတစ်တော့ကန္တဖွံ့ဖြိုးတိုးတက်